ပြီးတော့ညာပါတော့အောင်ကြီးတင်နေတော့ညာပါတော့ဒီကဆောလာပါလားဒီကရိုက်ချင်တယ်ကိုနေရိုက်တော့သူမိလာကပြောတာနော်ဒီကရိုက်ချင်ပါနေရိုက်တော့သူဟုတ်တယ်ဘာလို့ဘဝရရုံမပေါ်တင်ရိုက်ဆိုင်တာလဲလက်သက်ရှိတဲ့တိုင်းပြီဘာလို့အဲ့လောက်ကြီးတောင်းကြတာတော့ကျမတို့တောင်းကြတာကျမတို့မရလက်သက်နဲ့လူတယောက်မပါလာဘူး ထိုင်လာထိုင်လာအေးအေးအေးဗျာအကယ်မီပေးမှာမြောက်အကယ်မီပေးမှာအကယ်မီပေးမှာဒီလိုပြောရေးလိုက်ပါတယ်မြောက်အကယ်မီပေးမှာအကယ်မီကိုပေးမှာတော့ခင်ဗျာဖိုင်ပါတယ်ဒီလိုဘုံမဟုတ်ဘူးဗျာဗီဒီယိုဖိုင်ပါတယ်လို့ဆန်နေတယ်မိမဆောင်ပါတော့ဗီဒီယိုဖိုင်ပါတယ်လို့ဗီဒီယိုဖိုင်လာယူခဲ့နောက်မှရှိတယ်နော်တနက်ကိုစီနေရက်နေရက်ရဲပေါ်လို့ရှိတယ်အဲ့ဒီမိသားစုကိုတနက်မောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူးတနက်ပြောင်းသွားတဲ့အချိန်ပြီးတော့လဲမချင်းချောင်ဘူး အဲ့ဒီချက်နဲ့ချက်ကိုကြီးကြီးအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်စကမာစစ်ကော်မရှင်စစ်တပ်သားဖြတ်ကြည့်လိုက်အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်လောက်ကတော့သေပြီးလောက်ပြီဟုတ်ပြီနော်မသေရင်တော့မှမပြစ်တိုက်ရင်တော့မှသေချာတယ်အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ကဲဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကောင်မောင်တို့မတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကမစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခိုင်းတော့စစ်ကော်မရှင်စစ်တပ်မှာ အောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားမြောင်ဝတ်နေရတယ်ဘွာတော့ဤလို ANB မှာဒီ PDF တွေကိုကက်ကက်လန်အောင်ရှမ်းတွေ့ပြီးလက်မျိုးကြီးထိုးထိုးနဲ့နော်ဟိုအဲ့အောင်ကြည်ချမ်းအဖြစ်ဘာသွားတတိယလဲဆိုဒီ main online စစ်သားတွေကိုသွားတတိယတာပေါ့နော်တိုက်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူ့တိုက်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ PDF တွေအမှကိုကအကုန်လုံးလေနော်တန်တဲ့အိမ်နဲ့နာခံတဲ့သူ့တိုက်အိမ်နဲ့ခေါင်းထောင်နဲ့ဘာပေါ်လဲနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော် main online စစ်သားဆိုအဲ့အိမ်သွားပြီဒီလောက်ပဲပြောမယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starlink သုံးဆွဲသူနဲ့ Man PDF တွေကြားအခြေတင်စကားများတဲ့ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးအမြင်တွေကိုပြောသွားသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဘန်ကလေး PDF နဲ့လပ်ပလာကမိသားစုတစုရဲ့အော်တိုဘာလာဆန်းရည်နဲ့မနက်ပိုင်းမှာ live mode ဟိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေဖန်ကြံပြုတ်မှာဖြစ်ပါတယ်ခက်မြန်မြန်လေးတွားရအောင်တူချုံပြီးတော့ ဒေါ်လာရေးမှာဘာမှမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနောက်ရှက်ဖြစ်မှာဆိုလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်ဗီဒီယိုဖိုင်ဆက်မှာကျွန်တော်တို့ဗီဒီယိုရဲ့ညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုင်းကိစ္စကိုစတင်ပြောပါတယ်ပြောတော့တစ်ခါမှရှိတဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ကပြန်လက်ချေပါပါတယ်အဲတစ်ဖက်နဲ့တစ်ဖက်ပြောဆိုကြရင်းနဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ရဲ့စကားလုံးထိုးစစ်ကိုဟိုဘက်က20ကျော်20ပတ်လေဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးတယောက်ရဲ့စကားလုံးထိုးစစ်ကို မခံနိုင်တဲ့အဆုံးဒေါသအတန်တွေပါလာတယ်။နော်လေတံတွေလည်းလည်းပြီးတော့မာလာလေတံမာလာတယ်နောက်ပြီးတော့ဆွေးတရားလေးဖြစ်သွားတယ်။ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လေပြည်သူကိုနားလည်သဘောပေါက်အောင်ရေးလေအောင်ရှင်းပြနိုင်တဲ့စကားပြောစွမ်းရည်လိုအပ်ချက်အားနည်းချက်ပေါ့နော်အဲ့ဒါလေးတွေတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါလေးလေ့လာဖို့လိုအပ်ပါတယ်နော်ထားအရေးကြီးတဲ့အကြောင်းအရာတွေ့ရအောင်အရေးကြီးတဲ့နော်မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ် အရေးကြီးတဲ့ချက်နှစ်ချက်ပါတယ်အဲ့ဒီထဲမှာလက်လက်ကင်တဲ့ရဲဘော်စစ်သားဟာပြည်သူလူထုချားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူးဟုတ်ပြီနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ပြည်ရဲ့ရဲဘော်ညီကိုညီမငယ်တွေဟာနောက်မှာရှိတယ်နော်တဏ္ဍကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတဏ္ဍမောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူး တနက်ပြောင်းသွားတဲ့အချိန်ပြီးတော့လည်းမချင်းချောင်ဘူးအဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ဒေါ်လာရင်းအဖွဲ့အစည်းမှုပြောတာလားပြောတဲ့စကားလုံး၄တန်ကိုလည်းနားထောင်ကြည့်ပါအန်ဒီကြီးကပူပြီးတော့ဆိုးပါတယ်ဘဝတွေအသက်တွေရင်းပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့တော်လိုင်းရေးလုံနေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ ရင်ထဲကိုရောက်အောင်ပြောဆိုတဲ့သကလုံးတန်ကအမလေးကြည်ကြပါအောင်လက်နဲ့ကင်ပြီးတော့ပြည်သူကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံရေးလုပ်နေတယ်ငါတို့ပေါ်အကျန်းဖတ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ်တမင်တကာမင်းရည်ရွယ်ပြီးလုပ်တလားတော့မှထင်ရတယ်ဒါဟာလူကြီးလူကောင်းပြောရမယ့်စကားလုံးမဟုတ်ဘူးအဲ့ဒါကပြည်သူတွေရဲ့အားနဲ့ချက်ပဲကောင်းမှုစွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့ကြီးရွယ်သားရွယ်နားလေအောင် ြောပြလို့ရတယ်ငါသားတို့ရေအမေတို့ကမသိဘူးမသိလို့အခုလို့မှဆိုတာပါနောက်မဖြစ်အောင်အမေတို့လက်ဆင်ကျင်ပြီးနေမယ်ငါသားတို့ထုတ်ပြန်တဲ့စီကံကိုလည်းလိုက်နာမယ်အခုငါသားတို့ကတောင်းဝင်ရလားဆိုရင်လည်းအဲလောက်ဆက်ရှိရလောက်ပါအမေတို့လည်းနောက်နောက်ဆင်ကျင်ပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်နဲ့အရေးချင်းမရှိတာကပူဆူတယ်ဟိုကလူငယ်တွေဟုတ်ပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်တစ်ခုကိုကြည့်ချင်းအဖြစ် ကောင်းတဲ့အရာတစ်ခုတော့ပေါ်လာတယ်။ဘာလဲဆိုရင်တို့လက်လက်ကင်တော်လာနေတဲ့တော်လာရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်း ဝေဖန်ထောက်ပြရဲကြတယ်။ပြောဆိုရဲကြတယ်။ပြောဆိုခွင့်လည်းရှိပါတယ်။ဟုတ်ပြီနော်။ဒါကောင်းတဲ့လက္ခဏာပါ။ဒီနေရာမှာသာစကမစစ်ကောင်မရှင်စစ်တပ်သားဖြစ်ကြည့်လိုက်။အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်တော့သေပြီးလောက်ပြီ။ဟုတ်ပြီနော်။ မသေးရင်တောင်မှမပြစ်တတ်ရင်တောင်မှတေးကြတဲ့အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေတော့ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့တော့ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ခေဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကိုမောင်နှမတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကားမှာစစ်ကော်မရှင်တရဲ့ဆက်ဆံပုံဘာတွေကြွားချတယ်လဲခိုင်းတော့စစ်ကော်မရှင် စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုဇကလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားနေအောင်ဝတ်နေရတယ် တချို့ပြည်သူကလည်းအဲ့လိုစစ်ဖက်နှောက်မှာပြားနေအောင်ဝတ်တဲ့ဘဝနဲ့ပဲတန်းတယ်နော်အဲ့တော့ပြည်သူတွေနေနဲ့ဆင်ကျင်မှာကျွန်တော်တို့ဒေါ်လာရဲပေါ်ရဲ့ညီကောင်မောင်နှမတွေမှာရွင့်နေလေဝေဖန်မှာအကြံပြုပါထောက်ပြပါနော်ဝေဖန်လို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနဲ့ကန့်နဲ့လာရောက်ပြောဆိုတင်ပြလို့ရပါတယ်ကြောက်စရာမလိုပါဘူးနော်ကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီဒေါ်လာရဲမှာဘာမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရဲ ပီဒီအက်ညီကိုမောင်နှမတွေအပေါ်အထင်မြင်လွဲမှားတာတွေကိုဆင်ခြင်ကြဖို့အဲသူတို့တောင်းရှိသူရှိတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ့နော်ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ထုတ်ပြန်လာပါတယ်အဲ့တော့လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ပီဒီအက်ညီငယ်ညီမငယ်တွေဟာမှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမှာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြစ်ဒဏ်ပေးရတဲ့အထိတော့ကျွန်တော်တို့ညီငယ်ညီမငယ်တွေမမပါဘူး နော်ဒေါ်လာကြီးလုံနေတဲ့ညီငယ်ညီမတွေကိုစိတ်ထက်ကျသွားစီမဲ့ပြစ်တံမျိုးမပေးဖို့လည်းအကြံပေးချင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာကြီးကိုတစ်ဖက်တစ်လမ်းကနေကူညီပါဝင်တဲ့နေရာမှာထုတ်ပြန်လာတဲ့စည်းကမ်းတွေကိုလေးလေးဆဆနဲ့လိုက်နာချဖို့ပါဝင်ချဖို့ပူပေါင်းချဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဖန်ကြံပြူရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာ ဟိုအတော့ ਈ လို NB မှာဒီ PDF တွေကိုကက်ကက်လန်အောင်ရန်တွေ့ပြီးလက်ညှိုးကြီးထိုးထိုးနဲ့เนาะဟိုအဲ့အောင်ကြည်ချမ်းအဖြစ်ဘာသွားတတိယလဲဆိုဒီ main online စစ်သားတွေကိုသွားတတိယတာပေါ့เนาะဟိုဘာလို့လဲဆို main online ရဲ့ဒီစစ်ခွေးတွေပေါ့เนาะဒီကောင်းနေဆိုလို့ရှင်သူတို့ကတာမန်ဒီလိုမျိုးပြည်သူတွေဆိုမထားနဲ့ပေါ့เนาะဟို main online ပေးနေကွာဘယ်လက်ရုံညာလက်ရုံပြရမလားဟုတ်မဟုတ် main online ဘယ်လက်ရုံညာလက်ရုံเนี่ยကျွန်တော်ထည့်မပြောသေးဘူးနံပါတ်1အချက်တမန်တော်ကြီးဥဝင်မြတရားဝင်ကြီးကွာ တကယ်တမ်းလိုက်အဲ့လိုမျိုးဖမ်းတာတောင်းနော်ဥပမျက်နေပြီးလက်ညှိုးထိုးလို့လည်းမရဘူးငါတမ်းမလာမင်းတို့အမိန်ပေးတယ်မင်းအောင်လိုက်ပြန်ဖမ်းလို့လည်းအမိန်ပြန်ပေးလို့မရဘူးအခုဒီလောက်ပြီးသူကောင်းကောင်းကြီးထောက်ခံတဲ့အမေစုအမေစုကနေပြီးမှ ငါလူထုကောင်းဆောင်မှာနော်ဟိုဒီတိုင်းလက်ညှိုးထိုးပြီးမှမင်းအောင်လိုင်းတို့ပြန်ဖမ်းမှာအဲ့လိုမျိုးပြန်လောက်ခွင့်မရှိဘူးတခါတည်းဖမ်းအမိတ်ရတော့အကုန်ဖမ်းနောက်တစ်ဆင့်ဒုတိယတစ်ဆင့်ဇာမင်းအောင်လိုင်းရဲ့ဘယ်လိုင်းရောညာလိုင်းရောဒူးဖို့ချုပ်ကြီးတွေပေါ့နော်ဒီလိုမျိုးခွဲချုပ်ကြီးတဲ့အစကုမင်းအောင်လိုင်းနေပြီးမှမကြိုက်ဘူးယာလူဖြုတ်တယ်ပြောင်းလဲလောက်တယ်ဆိုရင်လက်ညှိုးထိုးပြီးတော့ငါလည်းစစ်သားပဲပေါ့ငါလည်းဘိုးချုပ်တီချင်းနဲ့တီချဝင်နဲ့တီထမ်းဆောင်ပြီးမင်းအဲ့လောက်ကြီးအာနာအဲ့လောက်မရှိဘူးနဲ့အဲ့လိုမျိုးပြန်ပြောလို့မရဘူးနော် တော့ပေါ့လဲဒီတမန်နေမဆိုအဲ့ဒါနောက်ထပ်တတရအဆင့်ကိုနှိမ့်ချမယ်ဆိုအကြီးကျယ်ထောက်ခံနေတဲ့ခုနော်ဘူးလက်လာဆွေဟုတ်ပြီနော်ဇော်ဖိုးဟင်းကျော်ဆိုးဦးနော်အကုန်လုံးနော်ခုဘောမာတွေရဲ့၈ယောက်ရှိပြီကွာသူတို့ကိုဖမ်းဆီးတယ်ဟုတ်ပြီနော်လက်ညှိုးထုတ်ပြီးရန်တွေ့လို့မရအောင်ငါစစ်တပ်အမားကထောက်ခံတာပါနော်ငါစစ်သားတွေကြီးကားတွေလည်းပေးပါသေးတယ်မဆားနဲ့ရိတ်ခါတွေလည်းတော့တော့ပြေးရှည်တဲ့လင်ကသွားသေးတယ်တရင်တွေလည်းပေးသေးတယ်ဒီလိုမျိုးအဆင့်တွေတောင်မှစစ်ခွေးတွေကိုသွားပြီးတော့ခံပြောလို့မရဘူးရေဘူးပေါက်တာမလို့ချင်းရေပါပဲလို့ချင်တဲ့အဲ့နေရာမှာတော့မင်းအောင်လိုင်းစစ်သားတွေကိုတော့ လက်ဖျားက၄သားလောက်ပါတယ်ပေါ့နော်လောက်ရတဲ့ပြတ်သားတယ်ခုဒီမျိုးတော့စပုံမလာဘူးလားဟုတ်ပြီအဲ့အာဘဂျီနဲ့ပြစ်ထဲလိုက်နော်စပုံမလာဘူးလားဟုတ်ပြီ14နဲ့ပြစ်ထဲလိုက်နောက်ဆုံးအစင်တောက်လောက်ရှုပ်တယ်မီလောင်တိုက်သွင်းကနော်အင်းနကာနဲ့စော်ထဲလိုက်မလားနော်ဒါမှမဟုတ်ရင်လက်နဲ့ငယ်နဲ့နော်စော်ထဲလိုက်တော့အပြည့်ရှင်းလိုက်တော့နော်စစ်ခွေးတဲ့အဲ့လိုမျိုးအဲ့ရွာဟိုရွာပဲဖြစ်ဖြစ်အဲ့ရက်ွက်ပဲဖြစ်ဖြစ်ထားလိုက်တော့ရွာပဲထားလိုက်တော့အဲ့တော့အဲ့ရွာကနေပြီးမှပြောမယ်ဆိုလို့ရှင်တဦးတယောက်ကအဲ့လိုလောက်တယ်ဆိုတော့အဲ့တရွာလုံးပြီးစော်ပြတယ်မင်းအောင်လိုက်စတာတွေကအဲ့လိုမျိုးစော်တယ်အမင်းမီးရှို့ဆိုအားတစ်ခါလေးဆိုဘွားတော်ကြီးတယောက်တည်းတလို့ ဟိုဂျိုင်းတောက်ကြီးနဲ့ပေါ့နော်ဟိုတောင်မွေးကြီးနဲ့ပေါ့နော်တောင်မွေးအဲတောင်မွေးကြီးနဲ့ဒီခါကုန်းကုန်းခါကိုင်းကိုင်းကြီးနဲ့ပေါ့နော်ကွာတော့ဒီတောက်တနာတရားပါကျန်တာအိမ်တွေကပြောမယ်ဆိုရင်ဟိုတိုင်နေပဲကျန်တော့ဒီကမှမီးလောင်ပေါ့နော်မင်းအောင်လိုင်ကဟိုအကောင်လုံးမီးစို့ထည့်လိုက်တယ်ပြောမယ်ဆိုရင်နော်စစ်ကွေးတွေကအဲ့ခါကျတော့ဒီသူတို့ပြန်ပြောဖို့ဗားရီအနေမှာနဲ့လေးဖြတ်နေရပြီဟိုလေးဖြတ်နေလို့ပါကျမတို့စတာလင့်နဲ့ဒီအင်တာနက်သုံးအောင်မယ်ဘာညာတွေလုံးတာနဲ့အကုန်မီးလောင်လိုက်တွင်ပြတာ လောက်ရတဲ့ပြတ်သားတယ်သူတို့မီးရှို့တာလည်းရွာပေါင်းပေါင်းချောင်းချောင်းရှိနေနော်ဟိုနဲတာမဟုတ်ပြည်သူလည်းအိုးမဲအိမ်မဲတွေဖြစ်နေပြီနော်ဒါမျိုးတွေဒါကြော်မျိုးမေးဆိုရင်နောက်တစ်ခုပြောသေးတယ်ဘာပြောလဲဆိုလို့ကျဟိုတနေ့ကတော့ဒါမော်ဘီကိစ္စမှာပေါ့နော်ဒီထွေအုပ်ဆိုတဲ့ကောင်အုပ်ကြီးပေါ့နော်အုပ်ကြီးကပြည်သူတွေကိုခွေးနဲ့နှိုင်းတာအခွေးနဲ့နှိုင်းတဲ့ကိစ္စမှာကြော်မျိုးမင်းကဘာပြောလဲဆိုတော့ဟိုအားတဲ့အဲ့လိုမျိုးဗီဒီယိုရိုက်တဲ့သူတွေကိုတဲ့ဖမ်းရမှာတဲ့နော်နော်ဗီဒီယိုရိုက်တယ်လို့ဖမ်းရမှာတဲ့ကြော်မျိုးမင်းပေါ်မှာ Starlink ကိစ္စနဲ့ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကို အေးအေးယူသွားမှာဖြစ်တယ်လို့စိုင်းဖွင့်သူတွေကို Starlink စီမျိုးစီကန်နဲ့အေးအေးယူမီမန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကျေးရွာတရွာမှာ Starlink စိုင်းဖွင့်သူနဲ့တရေးပေါ်အုပ်ချုပ်ရေးကတာဝန်ပေးလိုက်တဲ့မန္တလေး PDF စင်ကူးပကဖစင်ကူးပလဖပူပေါင်းအဖွဲ့ဝင်ပါတဲ့အဖွဲ့နဲ့ပြဿနာဖြစ်ပွားခဲ့ပြီးဖြစ်စဉ်တွင်ပါဝင်တဲ့ရဲဘော်တွေကိုအေးအေးယူဖို့ဆွေးနွေးနေစေဖြစ်တယ်လို့ Starlink စိုင်းဖွင့်သူကတော့ Starlink အသုံးပြုမှုစီမျိုးစီကန်နဲ့အေးအေးယူမယ်လို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးထံကသိရပါဗျာ။ ဖြစ်ဆုံးမှာပါဝင်ခဲ့တဲ့ရဲဘော်အားလုံးကိုတော့အေးအေးယူမှာမဟုတ်ပဲတာဝန်ရှိသူတွေကသာအေးအေးယူဖို့နဲ့အေးအေးယူဖို့အပိုင်းသေးစိတ်ကိုတော့ဆွေးနွေးနေစေလို့ဆိုပါတယ်ဖြစ်ဆုံးမှာပါဝင်တဲ့ရဲဘော်တွေကတော့ဘယ်သူပဲပုံအေးအေးယူမယ်ဆိုတာကတော့အခုအေးဘော်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကြားမှာဆွေးနွေးနေစေဖြစ်တယ်လို့ဆက်ပိုင်ရှင်နဲ့မိသားစုကတော့တီးခြားလူပုဂ္ဂိုလ်အနေနဲ့အေးအေးယူဖို့မရှိဘူးဒီဖြစ်မျိုးနောက်နောက်မဖြစ်ဖို့တတိပေးတဲ့ကိစ္စတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ဖို့အတွက်ပြောသွား အားဖို့ရှိမယ် Starlink ဆက်ကိုတော့ထုတ်ပြန်ထားတဲ့စီးမျက်စီးကမ်းတွေအတိုင်းအေးအေးယူဖို့ရှိမယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲဘော်ပါဘလူးကပြောပါတယ် Starlink စိုင်းဖွင့်သူကတော့စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ Starlink အသုံးပြုမှုစီးမျက်စီးကမ်းအရကနအူးပြစ်ဒဏ်ဒဏ်ငွေ10ဆသိန်းချမှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် အော်တိုဘာ17ရက်ညနေ3နာရီခန့်ကစင်ကူးမြို့နယ်ရှိကီတူမီတာစုတစုနေအိမ်မှာ Foiling Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီးမြင်စည်းကမ်းအချို့ကိုချိုးဖောက်တည်ဟုဆိုကာအရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်တွေနဲ့မိသားစုဝင်များအကြားအငင်းအခုံဖြစ်စကားများခဲ့တာ ဖြစ်ပါတယ်။ငါတို့မြောက်ပြရတော့ပေါ့လေ။အေးငါတို့လည်းခုသူတို့လိုလှုပ်ချေစမ်းနော်ဟိုခုလိုမျိုးဗီဒီယိုရိုက်တဲ့ဟာတွေကိုဖမ်းရမှာပါးတွေဖြတ်ရရမှာနော်။ ပြောလို့ပြောမဟုတ်တချို့တော်လန်ရေးဘက်ကလူတွေကတော့ဒါတွေကသိနေရပဲเนาะရှင်းရှင်းလေးပဲဖြူလာမဲလာပါလာညာလာเนาะသိတယ်မသိတာကဘောမတွေကတော့ထားပါတော့သိပါတယ်ဒီစစ်တိုင်းဝိုင်းစစ်ခွေးတိုင်းဝိုင်းသူတို့ကတော့ဒါမီလောင်လေးပဲမှာအကြိုက်ပဲလေသူတို့ကဒါမျိုးကွက်တေရှာနဲ့ထားလိုက်တော့သူတို့ဘက်ကမပြောလို့ဒီချားနေတွေပါဆိုတဲ့လူတွေကတချို့ကျဗီဒီယိုဖိုင်ကိုကြည့်လိုက်တယ်ကွာနော်ကြည့်လိုက်တဲ့ခါကျတော့သူတို့အစာပိုင်းလေးကြည့်ပြီးတော့ဒါ PDF တွေကိုအကောင်းမြန်သွားတာပေါ့တကယ်တော့လူဆိုတာ ပြဿနာတစ်ခုဖြစ်ပြီဆိုလို့ရှိရင်ဇမ်းမြက်ကိုလက်ရတယ်ဒါပါလေဘယ်သူမှလည်းမအပေါ်ယံကြည့်နေလို့တော့ဒါလူတစ်ခုကဒီအစားတစ်ခုကိုလေဟိုမစားသေးပဲနဲ့မျက်စိနဲ့ကြည့်ပြီးမြင်နေလို့ဟိုအရသာကိုသွားဆုံးဖြတ်လို့မရဘူး။နောက်ငရုတ်သီးတစ်ထောင်ကိုအပေါ်ယံမျက်စိနဲ့ကြည့်ပြီးတော့ဒါဘယ်လိုအရသာရှိလဲဆိုတော့သွားခံမှန်းလို့မရဘူး။အဲ့ကြီးမှအဆက်တဲဟာဆိုတာရိုက်သိရမှာဆိုတော့ဒါကြောင့်မလို့သူကဒီအားနဲ့ချက်ကတချို့ပြည်သူတွေနိုင်ငံအရေးကိုစိတ်မှန်စားအောင်စိတ်မှန်စားတဲ့ခါကျသူတို့ကတခုခုဆိုအစားဆုံးမကြည့်ဘူးမကြည့်တဲ့ခါကျမသိဘူး။ဇမ်းမြက်ကိုမသိဘူးတဲ့တဲ့ကြကြနန်းနော်။ ကာကနာနာအဲ့လိုမျိုးမတိဘူးပြန်တယ်မတိတဲ့ခါကျတော့သူတို့ထင်ရတယ်ပဲရှောက်ရည်အမှန်တကယ်ဆိုရင်ကြည့်လိုက်ဗီဒီယိုတစ်ခုကြည့်ပြီးသားလို့ဒီလူတယောက်ကပြောတာအဲ့မသေးကြဘူးလားကိုတော့မလုံလောက်ဘူးလားနော်ဟိုမလုံလောက်ရင်နောက်ထပ်ပြောင်းစီအဲ့ဒီကနေသတင်းဌာနတွေအကောင်အောင်ရှိမှအတီးပြုလို့ရဘယ်မှန်းကြောင့်ကိုကဒီလူတယောက်ထဲနဲ့သွားပြောနေလို့ကိုကိုကိုစုံဖြတ်ချက်ချလို့မရဘူးဘာလို့လဲဆိုတော့ပြဿနာတစ်ခုကကိုပြဿနာကိုရွေ့အဲ့လိုမျိုးမဟုတ်ဘူးလေကိုရွေ့ဆိုရင်တော့ဖေးလေးလာတယ်မလို့ဘယ်သူမှလည်းမှန်းနေသိမှာပေါ့မဟုတ်ဘူးလားဆိုတော့ဟိုအဲ့ကြောင့်မလို့တချို့သောဟာတွေစစ်ခွေးတွေနဲ့ပဲထိုက်တန်တယ်ပေါ့နော်စစ်ခွေးတွေလာရင်ပြတ်သားတယ်လောက်ရတဲ့ စစ်ခွေးတွေဆိုရင်သူတို့သိရလေစစ်ခွေးတွေကအဲ့လိုကြီးအမေးများနေလောက်မနေဘူးเนาะလမ်းလက်ကောင်တွေဘာတွေကြည့်လိုက်လူတွေအများကြီးပေါ်တာဆိုအကြီးကျယ်လိတ်ဆွဲအရင်အမဲဖြတ်နေတယ်လို့ပဲမင်းသွားပြီဘာမှပြန်မပြောနဲ့စင်ကြမပေးနဲ့ခံမပြောနဲ့ဒီလိုမပြည်သူကခံပြောဖို့နေနေတာဒါစစ်တပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေဘုတ်ပေါက်တာမလို့ရှင်ရေပါလို့မလားအထက်ကအခုရဲဘော်ဆိုတဲ့ကောင်တရက်နဲ့ ်အရင်မဆိုတာနဲ့ကိုယ့်တအပတ်စဉ်ကြည့်တဲ့ကောင်စီနေရလို့ခေါ်တာပေါ့နော်ဟိုစစ်တုံးစကားဆိုရင်သူကအထက်ကကိုစီနေကြတဲ့ကောင်အကောင့်တော်မှာကပြန်ပြောပိုင်မှမရှိဘူးဒီပြည်သူတွေဆိုမထားနဲ့ဟုတ်ပြီနော်အဲနောက်ထပ်အစီနေရောက်ရဲပေါ့အားလုံးနဲ့တရက်နဲ့ဒုတက်ချက်နော်အပြင်နှစ်ရက်နဲ့တက်ချက်သုံးရက်နဲ့တက်ချက်ကြီးအဲ့ဒီနဲ့အရာကကို2.3 point 2 point ဒုတက်ရမှုတက်ရမှုအထက်ဟို view မှုဟိုတက်မှမှုအဲ့ဒီနဲ့စင်ခဲ့စင်ခဲ့ခုလိုမျိုးဇော်မဲလုံးလို့အတီးပေါ့နော် ဘာမှသူတို့ပြန်ခံပြောလို့မရဘူးဒီလိုမျိုးပြည်သူတွေခံမပြောနဲ့เนาะကျွန်တော်မကြည့်နဲ့ကျွန်တော်ကျွန်တော်ရှောက်မပြောဘူးတာရကတက်တယ်လေးနဲ့ပဲပြောချင်တာเนาะဟိုတခါတော့လည်းကြည့်ပါလားဒီစစ်ပုံမှုပုံမှုအဆင့်ကောင်တဲ့ဒီပြူစောတိကောင်တယောက်ပြူစောတိကောင်လည်းငါတို့တော့ဒါစစ်ထွက်ပါပဲเนาะအားလုံးပြီးမှာပါเนาะအဲ့လိုမျိုးဖြစ်တာလေသူတို့ချင်းချင်းတောင်းမတာနယ်လားငါလားကြားလားဟိုချင်းသေးလားဆိုပြီးမှတယောက်တောင်းတကုံးကြိုက်ကြတာဒီပြည်သူတွေဆိုရင်တခါတည်းပြတ်တာမှမယုံမရှိနဲ့เนาะအဲ့တော့ပြည်သူတွေလည်းသိပါတယ်ကွာเนาะဟိုဒီဗီဒီယိုဖိုင်မှာကြည့်တဲ့သူတိုင်းသိပါတယ်เนาะ မင်းအွန်လိုင်းလို့စစ်သားဆိုရင်ကဲမင်းတို့ဖုန်းမသုံးနဲ့ဆိုလည်းမသုံးပြီးပါမသွားနဲ့ဆိုလည်းမသွားဘူးเนาะအင်တာနက်တွေမသုံးတဲ့အကုန် VPN ခံမသုံးတဲ့ဟုတ်ပြီမင်းတို့မသုံးရဲဘူးမီးပြတ်လို့လည်းမင်းတို့သွား complaint တက်ပြီး line မတက်ပြောရဲလားမီးမလာဘူးမင်းအွန်လိုင်းမရဘူးလို့ငါတို့လို့တက်ပြောရဲလားဟမ်မပြောရဲဘူးဟုတ်တယ်မဟုတ်လားเนาะဆိုတော့ဒီပြည်သူတွေဒါကြောင့်မလို့တချို့သောပြည်သူတွေလည်းဟိုတိတ်ခယူးဆိုင်နေဖို့မလိုဘူးကျွန်တော်တို့ online နိုင်ဖို့ဒါ Israel လို့လောက်မှာအဓိကနိုင်ဖို့ပဲစစ်ကိုစစ်နဲ့ယူရမှာပဲเนาะဒါကြောင့်မလို့ဒီရဲဘော်တွေမှာလည်းအပြစ်မရှိဘူးလူဆိုတာဘယ်သူအနေနဲ့အဲ့လိုမျိုးခံပြီးတော့တာဝန်ရလောက်ပိုင်းမှာအခု တမန်အဖြစ်ပဲနိုင်ငံသားတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးခုခံပြန်ပြောလဲဆိုဘယ်ရမှာကိုရီးယားတာဝန်အရထန်ဆောင်တာပဲလေမဟုတ်ဘူးလားအခုတော့ရှိတာပေါ့အာ PD update အနေနဲ့စကားပြောဆိုမှုတွေတော့ကိုကတသက်လုံးဟိုပန်းနဲ့ပို့တော့လိုတာပေါ့နော်ဒီတိုင်းကိုဘက်ကမဖောင်းတာအကောင်ဆုံးမှမားတာကို AC တီတီညာနေရှင်းရမယ်ရှင်းမြန်အထက်ကိုပြန်ပြီးနောက်တစ်ဆင့်ဒီလိုမျိုးသွားတဲ့နေဟို PD update ဆိုတာလဲဒါလူငယ်တွေဆိုတဲ့ခါကျတော့စိတ်တော့ ွာမှာပဲလေ online ကျန်မျိုးကြီးလည်းရှိမှာပဲအဲ့နေရာမှာမှားတယ်ပြောတာမဟုတ်ဘူးလူငယ်ဆိုတာပဲလူငယ်နေမျိုးနည်းနည်းရင့်ကျန်နေတဲ့သူတောင်းနေတော့မတူဘူးပေါ့နော်ဒါတွေတော့နည်းနည်းစကားပြောလေးပါလေးတွေစင်ကျင်မှုလောက်ဆောင်မှုလေးတော့လိုတယ်လို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးအရင်လေဒီကောင်ကျောင်းနေလည်းပြောမယ်သူတိုက်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူတိုက်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ပြီးတဲ့တည်းအမကူအကုန်လုံးလေနော်ကျန်တဲ့အိမ်နဲ့နာခံတယ်သူကတိုက်အိမ်နဲ့ကောင်းထောင်နေပါဘောလေနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော်မင်းအောင်လိုက်စဉ်းစားဆိုအဲ့အိမ်သွားပြီ 你老婆彪吗？<music>